ပရိသတ်တို့အားလုံးပဲမင်္ဂလာပါလို့မင်္ဂလာရှိစွာနဲ့နှုတ်ခွန်းဆက်ပါရခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်ဘာလို့ရမလဲ channel လေးကို subscribe လုပ်ဗေးနာကောင်းလောက်နှိပ်ပြီးရင် VPN လေးသွားပြီးတော့ဖွင့်ပြီးတော့မှကြည်ပေးပါ Jesus သူပဲတင်ပါတယ်ဟောဒီနေ့မှာကတော့အားလုံးမျောလင်းဆောင်စားနေကြတဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းကျွန်တော်ပြန်ပြီးတော့ ready နှွေးပေးပြီးသားเนาะကျွန်တော်ကွမ်းကအမြဲတမ်းတောင်းကြေပွန်စွာနဲ့ဆောင်ရွက်ပြီးတော့လှုပ်ပေးနေတဲ့အခါမှာရွှေစိတ်တော်လည်းမညိုကြပါနဲ့အဲ့တော့ဒီနေ့မှာတော့ Alice in Borderland season 1 2ပြီးသွားတဲ့အခါမှာတော့ season 3 မနေ့ကစားရည်မျိုးထွက်ရှိလာခဲ့ဖြစ်ပါတယ်။စီစဉ်တူရဲ့ဆုံးသက်မှာအာရီစုတို့ဂိမ်းပွဲတွေအကုန်နိုင်သွားတယ်။လူသက်ဂိမ်းကဘာမှနိုင်ငံသားဖြစ်နေဆက်နေမလား။မူလကဘာကိုပြန်မလားဆိုပြီးတော့ရွေးချယ်ခွင့်ရှိတော့လည်းမှတ်မိကြမှာပါ။အာရီစုဥစာကီအန်ကွီးနာတို့လိုလူတွေအကုန်လုံးမူလကဘာကိုပြန်လာကြပြီးတော့ဘန်ဒါနဲ့ယာဘာတို့ကနိုင်ငံသားဖြစ်နေဖို့ရွေးချယ်လိုက်ကြတယ်။အခုဒါမဲ့စီစဉ်3မှာတော့နိုင်ငံသားဖြစ်ဆက်နေတဲ့ဘန်ဒါတို့ကိုပြန်မြင်ရမှာဖြစ်ပြီးတော့အာရီစုဥစာကီမမအန်တို့လိုလှပကလေးလေးကိုလည်းမြင်ရအောင်မှာပါ။စီစဉ်3မှာတော့ RC လို့လို့အသက်ရှင်ကျန်တွေကအုတ်ကာကပြုတ်ကြမှုကနေရှင်ကျန်ခဲ့တဲ့သူတွေအဖြစ်သာသူတို့ကိုသူတို့သိမှာဖြစ်ပြီးဂိမ်းစားပွဲတွေကိုမမှတ်မိကြတော့ပါဘူး။ဒါပေမဲ့ဂျိုကာကတ်ကတ်ဂျန်နေသေးတဲ့တော့ဂိမ်းတွေကတော့ဆက်ရှိနေဦးမယ်ဆိုတာသိသာခဲ့ပါတယ်။ဂိမ်းကဘာမမှတ်မိတော့တဲ့ RC လို့တွေလူသားဂိမ်းကဘာတွေဘလို့ပြန်ရောက်သွားကြမှာလဲ။ဘလို့ရက်ဆက်တဲ့ဂိမ်းတွေကိုကစားသွားမှာလဲ။ဇက်လိုက်တရားဒီတစ်ခေါက်မှာအသက်ရှင်ကျန်ရစ်နေပါမလား။ Okay let's go Alexin Borderland Season 3 Episode 1ပါခင်ဗျာ။စကားပရမတော်ဇာဝင်ငန်းမှာတော့ အာရစုတယောက်သူတေသနာတစ်ခုအတွက်အင်တာဗျူးဖြေပေးနေပါတယ်။ဒိုဂျိုမျိုးလေကောင်ကိုအုတ်ကာကဲပြုတ်ကြခဲ့တဲ့ဖြစ်ရှင်ဖြစ်ပြီးတာအချိန်9နှစ်ထိရှိနေဖြစ်တယ်လို့အာရစုတို့တွေလူသားဂိမ်းကဘာကြီးကနေလွတ်မြောက်လာလဲ9နှစ်ရှိပါပြီ။ဆူရှိကန်တက်ကတူစေပညာဌာနကရူဂျီမန်ဆူရာမာလို့ခေါ်တဲ့ပါမောက်ခတယောက်ကအုတ်ကာကဲပြုတ်ကြတဲ့ဖြစ်ရှင်ကနေပြီးအသက်ရှင်ကျန်သူတွေကိုသူတေသနာလုပ်နေတာဖြစ်ပါတယ်။အာရစုကအုတ်ကာကဲဝင်တိုင်းမိခဲ့တဲ့ဖြစ်ရှင်မဖြစ်ခင်မှာသူတို့တွေမိရှုမိပန်းတွေကိုမြင်ခဲ့တဲ့အကြောင်းနဲ့သူတို့ငငယ်ချင်းတော့အိမ်သာထဲမှာဘုံနေကြတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ ပြီးတော့အပြင်မှာအတန်တွေလုံးဝတိတ်ဆိတ်သွားကြောင်းနဲ့ဂျန်နာရီကိုတော့မမှတ်မိတော့ကြောင်းပြောလိုက်တော့ရူဂျီကပေါကွဲမှုဖြစ်တော့မေးအိမ်မက်မတာမျိုးရောဖြစ်သေးလားလို့မေးပါတယ်အာရစ်စုကဘလို့အိမ်မက်လေလို့ပြန်ပြီးတော့ရူဂျီကကစားပွဲကစားခိုင်းတာမျိုးပေါ့အသက်လူပြီးတော့ကစားတဲ့ကစားပွဲမျိုးတွေလေအဲ့ဒါတွေရောမေးမှတ်မိလားလို့ထပ်မေးလိုက်ပါတယ်အာရစ်စုကခဏစဉ်းစားပြီးတော့အဲ့လိုမျိုးတော့မမှတ်မိဘူးဒါပေမဲ့ခရီးတစ်ခုသွားနေရသူခံစားရတယ်လို့အိမ်မက်မတ်တယ်တော်တော်ဝေးတနေအောင်သွားနေရသူပဲလို့ပြောလိုက်ပြီးဆက်စဉ်းစားလို့မရဖြစ်နေပါတယ် အားရရူဂျီတို့အဖွဲတွေကတယောက်ကလောက်ဆိုရပြီတောင်းမှမရင်ချိန်ပေးတာဂျေဇုတင်မာရင်လို့ပြောပြီးတော့အားရစုကိုပြန်လှုပ်ပေးလိုက်ပါတယ်ပြီးတော့သူကရူဂျီကိုမက်ဆရာမမင်းတတိထားမှာပေါ့ဒါမျိုးအထီးကိုက်မခံဘူးမှန်တယ်အမားတွေလူတွေခေါင်းထဲမထည့်မိအောင်ငါတို့တတိထားမှာရမယ်လို့ပြောလိုက်တော့ရူဂျီကကစားပွဲအကြောင်းကိုပြောတဲ့အသက်ရှင်တဲ့လူတွေအများကြီးရှိတယ်ပြီးတော့လူတိုင်းရဲ့မိရှုမိရွန်းနေအကြောင်းကိုလည်းပြောကြတယ်လေလို့ပြောပါတယ်ရူဂျီရဲ့ចောင်းသားတယောက်ကဥက္ကာကဲပြုတ်ကြတယ်ဖြစ်စင်မှာတေးဆုံးသွားကြတာဖြစ်ပြီးအဲ့နောက်ပိုင်းမှာအသက်ရှင်တွေကိုသူတင်နာလိုက်လို့ကြီးလိုက်တော့ ရူဂျီယာလူသားဂိမ်းတွေအကြောင်းဖေးဖေးနဲ့သိလာရတာပါအားကြောင့်ဒီဂိမ်းတွေအကြောင်းသူကစိတ်ဝင်စားနေတာဖြစ်ပါတယ်အာရီစုတို့ပဲတခြားအသက်ရှင်သူတွေလည်းအင်တာဗျူးတွေလာဖြေပေးနေကြတာကိုမြင်ရပါတယ်ရူဂျီကအာရီစုအင်တာဗျူးဖြေတဲ့အခန်းထဲကထွက်လာတော့အာရီစုကိုသွားတွေ့ပြီးတော့မိအိမ်မက်မက်တယ်ဆိုရက်ခီးအကြောင်းကစိတ်ဝင်စားလို့ပါတခູ່ထပ်မက်မိတယ်ဆိုရင်ငါ့ကိုဆက်သွယ်ဘလို့ကြောင့်အမျိုးပဲမှတ်မိမိရယူကြောင်ကိစ္စမျိုးဖြစ်နေလို့ဘသူမှမယုံနိုင်မဲ့အရာမျိုးဆိုလဲငါ့ကိုပြောပြလို့ရတယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူတို့တွေလော်ဘီထဲဆင်းလာကြတော့ဥစာကီကအာရီစုကိုလာဆောင်နေပါတယ် အာရီဆိုနဲ့ဥစားကရအခုဆိုရင်ချစ်သူတွေဖြစ်ပြီးတော့လက်တောင်လက်ထပ်ပြီးပါပြီ။မြန်တာကွာ။အာရီဆိုကလည်းရူဂျီကိုဒါကျွန်တော်မိမပါဆိုပြီးတော့ဥစားကီနဲ့မိတ်ဆက်ပေးလိုက်ပြီးတော့ကျွန်တော်မိမလည်းဒီနေ့အင်တာဗျူးဖြေခဲ့ရသေးတယ်လို့ပြောလိုက်ပါတယ်။ရူဂျီကဒါဆိုမင်းလဲရှီဘူယာဥက္ကကေပြုတ်ကြမှုကနေအသက်ရှင်နေလူပေါ့။နောက်တစ်ခါကျွန်တော်အင်တာဗျူးမယ်ဆိုရင်အဆင်ပြေမလားလို့မေးလိုက်တော့ဥစားကီကလည်းရပါတယ်လို့ပြန်ပြောပါတယ်။ရူဂျီကဥစားကီကိုသူ့လိပ်စာကပ်ပေးလိုက်ပြီးတော့ကျွန်တော်ဆက်သွယ်လိုက်ပါမယ်မေးစစ်လို့ပြောလိုက်ပါတယ်။အပြင်ရောက်လာတော့ဥစားကီကသူတို့ဘာတွေမေးတာလဲလို့မေးတော့အိုက်ဆုက စုံပါပဲကွာအိမ်မက်ចောင်းနေရောလို့ပြောလိုက်ပြီးတော့ဥစာကြီးကငါတို့ဘာမှမမှတ်မိလားလို့ပြန်ပြောလိုက်ပါတယ်ဥစာကြီးကနားနဲ့အတိုင်းမင်္ဂန်စင်တာကနင်းလိုချင်တဲ့အလုပ်ရောဘလို့ချင်နေရှိလဲလို့မေးလိုက်တော့အာရစုကနောက်နေ့ចောင်းပြီးရင်တို့ငါ့ကိုအလုပ်ခန့်မယ်ထင်တယ်လို့ပြောလိုက်ပါတယ်တို့ညောင်အလုပ်စကားပြောပြောနဲ့ပြန်လာနေရကိုရူဂျီကအနောက်ကနေဒေချာလှမ်းကြည့်နေအောင်အာရစုတယောက်မြင်လိုက်ရပါတယ်ရူဂျီကလူတွေတေကန်နေချိန်ဒီမှာဘာတွေတွေးကြုံခံစားလဲဆိုတာကိုသူတေသနာလုပ်နေတာဖြစ်ပြီးတော့ဩကာကပြုတ်ကြမှုကနေအသက်ရှင်ကြံတဲ့လူတွေဟာမိနစ်ပိုင်းလောက်နှလုံးရက်သွားကြပါတယ် တို့တွေအဲ့ချိန်ဒီမှာဘဲကိုရောက်သွားကြလဲဆိုတာကိုအဖြေရှာနေခဲ့တာပါရူဂျီကဒီသူတေသနာအတွက်လူ၁၀ယောက်ကိုတရီလေးမေမျောနေတဲ့အချိန်မှာအိမ်မွေးချပြီးတော့အင်တာဗျူးလုပ်ခဲ့ပြီးတို့တွေအိမ်မက်မက်ခဲ့တယ်ဆိုပြီးတော့ပြောတဲ့အကြောင်းအရာတွေကပုံစံနဲ့ပါပဲအကုန်လုံးကမျိုးပြည်ကြီးတစ်ခုကြောင်းကစားပွဲနဲ့မီးရှူမီးပန်းတွေအကြောင်းပြောခဲ့ကြတာပါရူဂျီတယောက်သူလုပ်ခဲ့တဲ့အင်တာဗျူးတွေအကြောင်းပြန်စင်းစားနေတုန်းမှာပဲသူကွန်ပျူတာထဲကိုမက်ဆေ့တစ်ခုဝင်လာတာကိုမြင်ရပါတယ်အဲ့ဒီမက်ဆေ့ထဲမှာလူတယောက်ကမင်းစိတ်ဝင်စားမဲ့သတင်းတစ်ခုရှိတယ်လို့ပြောထားတာကိုမြင်လိုက်ရပါတယ် နောက်တစ်ခါမှာတော့ဥက္ကာခဲပြုတ်ကြခဲ့တဲ့နေရာကြီးနဲ့ပျက်စီးသွားတဲ့အစာအုပ်တွေကိုပြန်ပြီးတော့ပြင်ဆင်နေကြတာကိုတွေ့ရပါတယ်။ရှီဘူယာဘူတာရှိမှာတော့လူတွေကပုံမှန်တိုင်းပြန်ပြီးတော့သွာလာနေကြပြီးဘူတာကလည်းနေရာတော်တော်များများမှာပြန်ပြီးတော့ပြင်ဆင်ပြီးဖြစ်ပါတယ်။ရူဂျီကတော့သူ့ကိုသတင်းပေးမဲ့လူတယောက်နဲ့ချိန်ထားတဲ့အတွက်အဲ့လူနဲ့ချိန်ထားတဲ့စားတောက်ဆိုင်ဆိုင်မှာလာပြီးတော့စောင့်နေပါတယ်။မဆိုင်မှာပဲမျိုးသီးတယောက်သူနားကပ်လာပြီးတော့ရှင်ကအာဆန်လားလို့မေးလိုက်တော့ရူဂျီကလည်းဟုတ်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့မျိုးသမီးရဲ့ပုံစံကကြောက်လန့်တုန်လှုပ်နေတဲ့ပုံမျိုးနဲ့ပါ။ အဲ့မျိုးသမီးကသူ့ကိုဆွေးနွေးပွဲတစ်ခုအကြောင်းပြောပြထားပြီးတော့အဲ့ဆွေးနွေးပွဲကတေဂန်နီအာယုံခံစားမှုဆိုတဲ့ဆွေးနွေးပွဲပါရူဂျီကကျွန်တော်ရောအဲ့ဒီကိုသွားလို့ရမလားလို့မေးလိုက်တော့မျိုးသမီးကရှင်ဝင်ရောက်ပါဝင်ဖို့တော့အကြံမပေးချင်ပါဘူးဒါမှမဟုတ်ရှင်အဲ့ဒီကိုရောက်သွားရင်နားလေသွားလိမ့်မယ်တကယ်အစ်စ်မှန်ပါလဲဆိုတာတီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်ရူဂျီကခင်ဗျားဘာဒီဂျုံတွေးကြလဲလို့မေးလိုက်တော့မျိုးသမီးကကျမတို့ကြီးထူးဆန်းတာတွေလုပ်ခဲ့ရတာကစားပွဲတွေပဲအဲ့ဒါတွေကစိတ်လို့ရှားစရာကောင်းတယ်ကြောက်စရာလည်းကောင်းတယ်လို့ပြောလိုက်ပါတော့တယ်အဲ့တော့ဒီမျိုးသမီးကသူ့ကိုနောက်တစ်ပတ်နေရင် ဖိတ်ကြားလွာကိုအီးမေးလ်ကနေရပါလိမ့်မယ်။ဇီဝေးနေရာလဲအဲ့တော့မှသိရမှာပါလို့ပြောလိုက်ပါတယ်။တပတ်ကြာသွားတဲ့ခါမှာရူဂျီရဲ့အီးမေးလ်တွေကိုဖိတ်ကြားလွာရောက်လာပြီးတော့ဇီဝေးလုံးမဲ့အချိန်ကအော်တိုဘာလ14ရက်နေ့ည7:00နာရီပါ။နောက်တစ်ခါမှာရူဂျီတယောက်ဆွေးနွေးပွဲလုံးမဲ့အဆောက်အုံကိုရောက်လာပြီးတော့ဓလီကားတိုင်းတက်လာလိုက်တော့မြားထိုးပြထားတဲ့စိုင်းပုတ်တွေကိုမြင်လိုက်ရပါတယ်။သူလဲလမ်းညွန်ထားအတိုင်းလိုက်လာတဲ့ခါမှာနောက်ဆုံးတော့အခန်းတစ်ခုထဲကိုရောက်လာပါတယ်။သူချင်းမှာလူတို့ချို့ကရောက်နေနေပြီးသားဆိုတာကိုလည်းတွေ့လိုက်ရပါတယ်။ အဲ့ချိန်မှာပဲလူတယောက်ကကြွားအောင်လာကြတာဂျေဆုတင်ပါလေထိုင်ပေးကြပါလို့ပြောလိုက်တော့လူတွေလည်းစပွဲတစ်ခုဘေးကထိုင်ကုန်ဒီမှာဝင်ပြီးတော့ထိုင်လိုက်ကြပါလေဒီစပွဲမှာတော့ဖဲချက်တွေရှိနေတာကိုမြင်ရပါတယ်ဝီချဲမှာထိုင်တဲ့ရူဂျီကိုလည်းထိုင်ကုန်မှာဝင်ထိုင်ပေးဖို့ပြောလိုက်ပြီးကိုထိုင်လာတဲ့ထိုင်ကုန်ကနေမထပါနဲ့လို့ပြောလိုက်ပါတယ်ရူဂျီလည်းအားယူပြီးတော့ထိုင်ကုန်မှာဝင်ထိုင်လိုက်ပြီးတော့ခုနကလူကဒါဆိုကစားပွဲလေးစားလိုက်ရအောင်လို့ပြောလိုက်ပါတော့တယ်အဲ့မှာမျိုးမီးတယောက်ကကစားပွဲလားကျမတရားပြန်တွေ့ကြုံခံစားကြင်လို့လာတာပါလို့ပြောလိုက်တော့ခုနကလူက အဲ့ဒီဂီးစင်မှာပါဝင်မှုအတွက်ဒီကစားပွဲကိုအနိုင်ရမှဖြစ်မှာပါလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့အဲ့လူကဂိန်းကတော့အိုးမိတ်ဖဲကစားနေပါကိုစီယာကတ်တွေကိုယူလိုက်ကြပါပြီးတော့ကိုဘေးကလူစီကကတ်တကတ်စီကိုအလှဲကြဆွဲယူရပါမယ်ဂျိုကာကတ်ရတဲ့လူကအိုးမိတ်ဖြစ်မှာပါအဲ့တော့နောက်ဆုံးမှဂျိုကာကတ်ရတဲ့လူကအနိုင်ရရှိသူဖြစ်ပါတယ်ဒါပေမဲ့တခြားကစားမကကိုစီကဂျိုကာကတ်ကိုဆွဲသွားရင်ကစားပွဲတွေကထုတ်ခဲရမှာပါလို့ပြောလိုက်ပါတယ်အဲ့ဒီမှာဂျိုကာကတ်ရထားတဲ့တယောက်စီကနေသူ့ဘေးကတယောက်ကကတ်ကိုဆွဲယူသွားပါတယ် ိုင်မလေးဂျိုကာကအယူခံရတဲ့လူလဲဘာမှညာမှမသိမနဲ့ချက်ချင်းဓာတ်လိုက်ပြီးတော့ရှော့သွားပါတော့တယ်အကုန်လုံးလဲလမ်းဖြန့်ကုန်ပြီးတော့အိုက်ကနေထားပြေးဖို့လုပ်တဲ့နောက်တယောက်လဲဓာတ်လိုက်ခံပြီးတော့တေးဆုံးသွားပြန်ပါလေလူတွေအကုန်လုံးကြောင်နေကြပြီးတော့ဘာရီပြေးနေရလဲတကယ်တီဝလာဟန်ဆောင်နေရမုန်းမလားလို့မေးနေကြတာပါအိုင်နာတော့ဂိမ်းကိုဆက်ဆုံးနေကြပြီးတော့တယောက်စီကကတ်ကိုတယောက်ကအလေးကျဆွဲပြီးတော့မဆိုင်တဲ့ကတ်တွေကိုအလဲမှာချလိုက်ပါလေခဏကြာမှတော့နောက်ထပ်မိန်ကလေးတယောက်ထပ်ပြီးတော့တေးဆုံးသွားပြန်ပြီး ရူစီလည်းသူ့ဘေးကလူစီကကတ်ကတ်ကိုဆွဲယူလိုက်တော့အဲ့ဒီကတ်ကဂျိုကာကတ်ပါအိုင်မာရင်ဂျိုကာကတ်ယူခံရတဲ့သူလည်းတေဆုံးသွားပြီးတော့နောက်ဆုံးမှာတော့၃ယောက်ပဲကျန်မှာတော့၄ကနားကြမှာတော့နောက်ထပ်တယောက်ထပ်သေးဆုံးသွားပြန်ပြီရူဂျီလန်ထဲမှာဂျိုဂါကတ်နဲ့နောက်တကတ်နှစ်ကတ်ပဲကြံမာတော့တယ်သူရှိကလူအလဲရောက်တော့ကြောက်လန့်ပြီးတော့ဘဲကတ်ကိုယူရမှန်းမသိဖြစ်နေတော့ရူဂျီကစိုက်ကိုသုံးပြီးတော့ဂျိုဂါကတ်ကိုဆွဲဖို့ထုတ်ပေးထားလိုက်ပါတယ်အမေအဲ့လူကရူဂျီထုတ်ပေးထားတဲ့ဂျိုဂါကတ်ကိုမယူပဲတခြားကတ်ကိုဆွဲယူသွားတော့ချက်ချင်းမှအဲ့လူလည်းသေဆုံးသွားတော့တာပါ နောက်ဆုံးတော့ရူဂျီတောင်နိုင်ရသွားပြီတော့ကြာခင်မှာပဲအကန်းထဲမှာမိတွေမှိတ်တုံမှိတ်တုံနဲ့ဖြစ်လာပါတော့တယ်ရူဂျီလည်းအရှိကိုကြည့်လိုက်တော့လူတယောက်ကိုမြင်ရပြီအဲ့လူကလူသားဂိမ်းကဘာမှနိုင်ငံသားဖြစ်ဆက်နေခဲ့တဲ့ဘန်ဒါပဲဖြစ်ပါတော့တယ်ဘန်ဒါဂျားနေမိကနေဂျိုးဆိုပါတယ်လို့ရူဂျီကိုပြောလိုက်ပါတော့တယ်နောက်တစ်ခါမှာတော့ဥစာကီတယောက်ဒေါ်ရဲကိုကြောပိုးကြီးလုံးနဲ့ရောက်နေအောင်မြင်ရပြီးတော့ကြာခင်မှာပဲတောင်ကုန်းတစ်ခုနောက်ရောက်လာပါတယ်အဲ့တောင်ကုန်းအစိုးမှာလူတယောက်မတ်တရက်နေပြီးတော့အဲ့ဒီသူကတော့သူ့အဖေပါပဲ ဦးစားကရအဖေးလို့ခေါ်လိုက်တော့သူကလှည့်ကြည့်ပြီးတော့ဘာမှပြန်ပြောပဲပြန်လှည့်သွားပါပြီးတော့အောက်ကကြောက်တဲ့ခုံချသွားတဲ့အချိန်မှာပဲဦးစားကရအိယာကနေလန်လို့လာပါရောဦးစားကရအိမ်မဆိုးရိမ်မတ်နေရပါနောက်နေ့မနက်မှာတော့ဦးစားကတယောက်အာရီစုကိုနှုတ်ဆက်ပြီးတော့အလုတ်သွားဖို့ထွက်လာတော့မြင်ကြပြီတမမှာတော့တရင်တစ်ခုမှာတိုးကြုံမြို့ကိုတိုရက်ကွက်ကရုံးဆောင်တစ်ခုမှာရဲတွေကအလောင်း9လောင်းကိုရှာတွေ့ခဲ့ကြောင်းကြေညာလာပါတယ်ခုနှစ်အောင်လုံးဆွေးနွေးပွဲတစ်ခုကိုတက်ရောက်လာကြတာဖြစ်ပြီးတော့အုပ်စုလိုက်အဆုံးစီမှုဖြစ်နိုင်တဲ့အတွက်ရဲတွေကစုံစမ်းနေတယ်လို့ကြေညာနေခဲ့တာပါ နောက်တစ်ခါမှတော့အိုက်စုကစိတ်ဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးအကြံပေးတဲ့အတိုင်းမီကန်စင်တာတစ်ခုမှာအလုပ်ဝင်လုပ်နေပါပြီ။ရှီဘူယာအုပ်ကကဲပြုတ်ကျမှုရဲ့နောက်ဆက်တဲ့အနေနဲ့ဒိုဂျိုကလူတော်များများကစိတ်ဒဏ်ရာတွေရနေတာပါ။အခုလဲဆွေးနွေးပေးရမယ့်လူတယောက်ရောက်လာလို့အိုက်စုလည်းအဲ့လူကိုသွားပြီးတော့ခေါ်လိုက်ပါတယ်။ဒါမှလည်းမျိုးသမီးကတခြားသူမဟုတ်ပဲအန်းပါပဲ။အိုက်စုလည်းအန်းကိုမြင်တော့မြင်မှုတို့ခံစားလိုက်ရပြီးတော့အန်းကလည်းသူ့ကိုတေးချပြန်ဆိုင်ကြည့်နေပါ။အိုက်စုကအန်းကိုဆွေးနွေးမဲ့အခန်းထဲခေါ်လာတော့အန်းကအာရီစုလို့ခေါ်လိုက်ပါတယ်။ ပြီးတော့နေနဲ့ငါဆုံမှုပြီးသားပါလို့ပြောလိုက်တော့အာရိစုကအံ့ဩသွားတာပေါ့ဓမ္မမဦးစာကီရိုင်းမြို့ထဲမှာလမ်းလျှောက်လာနေနဲ့ကန်းချီပြေသူတို့နေခဲ့တဲ့ဟိုတယ်အဆောက်အဦကိုလမ်းမြင်လိုက်ရတော့ဒီညောင်သူ့အနေနဲ့တိတယ်လို့မျိုးခံစားလိုက်ရပါတယ်အံကတော့ငါနေမြင်မှုတယ်ဒီညောင်မဟုတ်တဲ့အဝေးကြီးကနေရာတစ်ခုမှာလို့ပြောလိုက်တော့အာရိစုကဟာမဖြစ်နိုင်တာလို့ပြန်ပြောပါတယ်အံကတရားပြန်တွေ့ကြုံရခဲ့တဲ့လူအများကြီးကတခြားကဘာတစ်ခုကိုမြင်ခဲ့တယ်လို့ပြောနေကြနေသေးကန်ဒီဆဲဆဲဖြစ်သွားရင်အဲ့ကဘာကိုပြန်ပြီးတော့မှတ်မိလာလိမ့်မယ်လို့ပြောလိုက်ပါတယ် ဦးစားကြီးကတော့ကန်းကြီးဖြစ်ခဲ့တဲ့ဟိုတယ်ထဲဝင်လာပြီးတော့လိုက်ကြည့်နေတာပါအန်းကငါယူနေလို့နင်းထင်းနေမှငါသိတာပေါ့ဒါမဲ့ကဘာကြီးကြားထဲမှာကဘာတစ်ခုကတကယ်ရှိရဟာနင်းဟောင်းကအဲ့ဒီကိုရောက်ခဲ့တယ်ငါတို့အဲ့မှာတိုက်ခိုက်ခဲ့ကြတယ်ပြီးတော့ငါတို့ရှင်သန်ခဲ့ကြတယ်ငါတို့ရှင်သန်ခဲ့တဲ့အတွက်ဒီနေရာကိုပြန်လာနိုင်တာပဲလို့အားရစုကိုပြောပြလိုက်ပါတယ်ဦးစားကြီးကတော့ဟိုတယ်ထဲကလူတွေကိုလိုက်ကြည့်နေစုံးမအမဲလိုက်ပွဲတုန်းကလူတွေအစုလိုက်ပြုံလိုက်အသက်ခံခဲ့ရတာတွေကန်းကြီးမှာသူတို့နေခဲ့တာတွေလို့မှန့်ညာတွေကရုတ်တရက်ပြန်ပြီးတော့ပေါ်လာခဲ့ပါတယ်အန်းကလည်းငါတို့ဒေတာတော့မမှတ်မိတော့ဘူး ဒါပေမဲ့ငါအရန်ကိုလှုပ်ချင်နေတာတခုရှိငါတို့အဲ့ဒီကိုပြန်သွားလို့ရလားဆိုတာငါသိတယ်ပြီးတော့ငါနီလန်းတခုလည်းရှာတွေ့တာတယ်ငါတို့ရွေးချယ်လိုက်အက်ကဘာကိုပြန်သွားလို့ရစီးတခုကိုတုံးလိုက်ရင်ပေါ့လို့ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲလူတယောက်ဝင်လာတဲ့အတွက်စကားစာပြတ်သွားပါတယ်အဲ့ချိန်မှာဦးစာကီကတော့သူကိုယ်တိုင်ဘာမှမသိတဲ့မှတ်ညံတွေကြောင့်ခေါင်းကိုက်လာပြီးတော့ခုံတခုံမှာဝင်ထိုင်လိုက်ပါတယ်အဲ့မှာနေသူ့ချိန်မှာလူတယောက်ကိုမြင်လိုက်ရပါတော့တယ်အဲ့ညမှာတော့ ICU တယောက်အိမ်ပြောင်းတော့ဦးစာကီစီကဖုန်းဝင်လာပါတယ် ICU လည်းဖုန်းကန်လိုက်တော့ဦးစာကီက ာရီစုလို့ခေါ်ပြီးတော့အသံတိတ်သွားပါအာရီစုကဘာဖြစ်လို့လဲငါအနေစီလာခဲ့ရမလားလို့မေးလိုက်တော့ဦးစာကြီးကအာရီစုငါတောင်းပန်ပါတယ်လို့ပြောလိုက်ပြီးဖုန်းချသွားတော့တာပါအာရီစုလည်းအံ့ဩသွားပြီးတော့ဖုန်းကိုပြန်ခေါ်ကြည့်တော့ဖုန်းကခေါ်လို့မရတော့ပါဘူးအာရီစုလည်းဦးစာကြီးအိမ်ုံမြန်ပြေးလာပြီးတော့တကားခေါက်ကြည့်ပြီးမှဘယ်သူမှမရှိပါဘူးနောက်နေ့မနက်မှာတော့အာရီစုလည်းဦးစာကြီးပျောက်သွားတဲ့အကြောင်းရက်စကန်ကိုသွားတိုင်လိုက်တော့စုံနောက်တွေကငါတို့စုံစမ်းကြည့်တာသူလှုပ်လှုပ်တဲ့ကုမ္ပဏီကလည်းဦးစာကြီးပျောက်သွားတာကိုမသိဘူးငါတို့ CD မှတ်တမ်းတစ်ခုတော့ရတာတယ် ကန်နာလန်ဟိုတယ်မှာဦးစာကြီးကိုနောက်ဆုံးမြင်လိုက်သူလူတယောက်နဲ့စကားပြောနေတာအဲ့လူအတီလားလို့မေးလိုက်ပါတယ်အာရီဆူလည်းအဲ့ဗီဒီယိုကိုကြည့်ပြီးတော့ဦးစာကြီးနဲ့စကားပြောနေတဲ့အဲ့လူကရူဂျီပဲဆွာကိုတီးလိုက်ပါတော့တယ်သူလည်းစုံနောက်တွေကိုအဲ့အကြောင်းပြောပြလိုက်ပြီးတော့ရူဂျီကဦးစာကြီးကိုပြန်ပြီးဆွဲသွားတာလားလို့မေးလိုက်တော့စုံနောက်တွေကတခုမေးချင်တာရှိသေးတယ်ငါတို့ရိုင်းတာတော့မဟုတ်မိမိမအဲ့လူနဲ့ဖောက်ပြန်ပြီးတော့အဲ့လူနောက်လိုက်သွားတာရောမဖြစ်နိုင်ဘူးလားလို့မေးလိုက်ပါတယ်ဦးစာကြီးကဒီလူနဲ့ဟိုတယ်မှာတွေ့တာလေသူတို့နှစ်ယောက်လည်းတီးကြတယ်လို့မင်းပြောခဲ့ ငါတို့လူပြောင်မကြင်ညာခင်မှာဒါကိုထည့်ပြီးတော့စဉ်းစားသင့်တယ်လို့ပြောလိုက်ပါတယ်။အဲနောက်တော့အာရီစုလည်းရူဂျီအလုပ်လုပ်တဲ့ဆူရှီကန်တက်ကူရောက်လာပြီးတော့ရူဂျီကြောင့်စုံစမ်းတော့ရူဂျီကလွန်ခဲ့တဲ့2ရက်လောက်ကတည်းကပျောက်သွားပြီးအဆက်အသွယ်မရတော့တဲ့အကြောင်းကိုသိလိုက်ရပါတယ်။ပြီးတော့ရူဂျီရဲ့လက်ထောက်အမျိုးသမီးကအာရီစုကိုရူဂျီရဲ့ရုံးခန်းကိုခေါ်လာပြီးတော့ပရော်ဖက်ဆာကရော်လီထူးဆန်းနဲ့သူ့တည်တနာဆွေးနွေးပွဲတစ်ခုကိုသွားတာ။ဒေဂန်ဒီချိန်ကိုလေ့လာတာ။တမလွန်လေ့လာတာလိုမျိုးဆွေးနွေးပွဲလိုမျိုးပဲ။သူကဘာမှပြောပဲထွက်သွားမယ်လူမျိုးတော့မဟုတ်ဘူး။သူတခုခုဖြစ်နေတာထင်တယ်လို့ပြောလိုက်ပါတယ်။ အားဆူလေရူဂျီရဲ့ရုံးခန်းထဲမှာလိုက်ကြည့်လိုက်တော့ရူဂျီကဥစာကီနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရှာဖွေပြီးတော့စူးစီးထားတာကိုမြင်လိုက်ရပါတယ်ပြီးတော့အင်တာဗျူးလို့ရေးထားတဲ့ memory card တစ်ခုကိုလည်းမြင်လိုက်ရပြီးအဲ့ဒီ file ကိုဖွင့်ကြည့်တော့ဥစာကီကသူခဏခဏမှတ်တဲ့အိမ်မက်အကြောင်းပြောပြထားတာကိုမြင်လိုက်ရပါတယ်ဥစာကီကသူ့ဖေတတ်တည်သွားတဲ့အကြောင်းကိုလည်းထပ်ခါထပ်ခါမှတ်နေတာဖြစ်ပြီးတော့ရူဂျီကမေးသူ့ကိုသေချာမနှုတ်ဆက်လိုက်လို့စိတ်မဖြောင့်နေရမျိုးရှိလားလို့မေးလိုက်ပါတယ်ဥစာကီကကျမတို့ခုပြောပြစရာရှိတယ်ဘသူ့မှာပြောပြလို့မရဘူးကျမယောက်ျားအောင်ပြောပြလို့မရဘူးကျမသူနဲ့ဆုံခဲ့တယ် လက်ထပ်ခဲ့တယ်။ဘောဟောင်သူနဲ့ရှေ့ဆက်ရမယ်လေ။ဒါပေမဲ့ကျမအဖေကြောင့်စဉ်းစားနေရရက်လိုက်လို့မရဘူး။ကျမအိမ်မက်မက်ရဲ့အဖေတကယ်ရှိနေတယ်လို့မျိုးသူအသက်ရှင်ပြီးတော့အသက်ရှူလိုက်တယ်လို့မျိုးခံစားနေရတာ။အိမ်မက်ထဲမှာသူတည်သွားမြင်ကကျမနာကျင်ရတယ်။ဒါပေမဲ့ဒါအိမ်မက်ဆိုးဆိုရင်တော့မှကျမအဲ့ဒီကိုရောက်အောင်သွားချင်တယ်လို့ပြောလိုက်ပါတော့တယ်။အဲဒီဆိုကတော့ဦးစားကြီးပြောတာတွေကိုပြန်တွေးပြီးတော့စိတ်မကောင်းဖြစ်ပြီးတော့အိမ်ပြန်လာတော့သူ့ရှိကအမောင်ထဲမှာလူတယောက်ရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။အဲ့လူကမင်းကကစားပွဲတိုင်းအနိုင်ရအောင်ကူညီပေးခဲ့တာအဲ့လူကမင်းပဲ မင်းเจ้าငါနိုင်ငံသားတယောက်ဖြစ်သွားတာလို့ပြောလိုက်ပါတယ်သူကတော့ဘန်တာပဲဖြစ်ပြီးတော့ငါမင်းနဲ့တရားကြရင်တွေ့ရဖို့မျှော်လင့်ထားတာငါနဲ့ပြန်မလိုက်တော့ဘူးလားအရန်လှပတဲ့နေရာကိုပြန်လာပြီဆိုရင်ကစားပွဲအစ်တစ်ခုထပ်ပြီးတော့ကစားရအောင်လေကွာလို့ပြောပြီးတော့အာရီစုရဲ့အိတ်ကတ်ထဲကိုဖဲကြက်တစ်ခုထည့်ပေးလိုက်ပါတယ်အာရီစုကကြောင်ပြီးတော့ဘာလို့မှမသိဖြစ်နေပြီဘန်တာကစကားမဆက်မင်းရဲ့အဖိုးတန်မိန်းမလေးကလေအဲ့ကစားပွဲကိုကစားမှာနော်ပြောလိုက်အောင်ကွာလို့ပြောပြီးတော့လဲထွက်သွားတော့တာပါ အားစုလည်းစိတ်ထဲမှာကစားပွဲနိုင်သွားလို့လေသိမ်းမောတွေမီလောင်ပျက်စီးသွားတာတွေနောက်ဆုံးဂိမ်းပြီးမှတမျိုးလုံးမီဆူမီပန်ဖောက်လိုက်တာတွေကိုရုတ်တရက်ပြန်ပြီးတော့မှတ်ရလာပါတော့တယ်။သူပြန်ကြည့်လိုက်တော့ဘန်ဒါမရှိတော့ပါဘူး။ဒါပေမဲ့သူ့အိတ်ခတ်ထဲမှာဖဲချက်တစ်ချက်ရှိနေပြီးအဲ့ဒီဖဲချက်ကတော့ဂျိုကာကပ်ပဲဖြစ်ပါတယ်။အဲ့ချိန်မှာပဲသူဖုန်းမီလာလို့ကြည့်လိုက်တော့စုံနောက်တွေကဥစာကီးကိုပြန်တွေးတဲ့အကြောင်းလှမ်းပြောတာဖြစ်နေပါတယ်။ဒါပေမဲ့ဥစာကီးကကိုမာဝင်နေခဲ့ပါပြီ။အားစုတယောက်ဆေးရုံကိုရောက်လာတော့စုံနောက်တွေကဥစာကီးကအချိန်မင်းနှလုံးရက်သွားနိုင်တယ် ဆောင်ပြောတာတော့သူနဲ့အတူရှိနေတဲ့လူကသူ့ကိုဆေးတစ်ခုပေးထားလို့ပြောပါတယ်။ပြီးတော့အာရီစုလည်းဆောင်နဲ့သွားတွေ့ပြီးတော့ဆောင်ကဥစာကြီးကိုကျွန်တော်သွေးစစ်ကြည့်ထားတာ။သူ့မှာကိုဝင်ရှိနေပြီ။ကိုဝင်ကနှုတ်သေးတယ်။နှလုံးခုန်တဲ့တော့မကြရသေးဘူး။သူတော်တိမှမဟုတ်သေးဘူးလို့ပြောလိုက်ပါတယ်။အာရီစုလည်းခရင်ပေါ်မှာအောက်ဆီဂျင်ပိုက်တန်းလန့်နဲ့ကိုမာဝင်နေတဲ့ဥစာကြီးကိုမြင်လိုက်ပြီးတော့ဥစာကြီးလိုပဲနောက်ထပ်ကိုမာဝင်တဲ့လူတယောက်ကတော့ရူဂျီပါပဲ။ရူဂျီကိုဥစာကြီးနဲ့အတူစုံတော့တွေကရှာတွေ့ခဲ့တာပါ။ပြီးတော့စုံတော့တွေကအာရီစုကိုခေါ်သွားပြီးတော့ခုလုံးတိုးချိုမှာဖြစ်နေတေးတောင်းကြံမှုတွေကိုသိတယ်မလား။ ခမည်းမျိုးသမီးကအဲ့ထဲမှာပါနေနိုင်တယ်။ရူဂျီယာဒီတမလုံနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေအကြောင်းအဲ့ဒီမှာပါအောင်ကျုပ်တို့ရှာတွေ့ထားတယ်။ရူဂျီယာခမည်းမျိုးသမီးကိုသူအလုံးလုံးနဲ့တက်ကတူခေါ်သွားတယ်။ပြီးတော့သူတို့ကိုကျုပ်တို့ပြန်ရှာတွေ့ခဲ့တဲ့အဆောက်အဦတစ်ခုစီကိုသွားကြတယ်။ဒီတော့ခမည်းမျိုးသမီးလည်းဒီထဲမှာပါနေနိုင်တယ်လို့ပြောလိုက်ပါတယ်။အိုက်စုကတော့ဒေါသထွက်ပြီးတော့ကျုံမိမပြန်ပြီးဆွဲခံတာဖြစ်နိုင်တယ်လို့ကျုပ်ခမည်းတို့ပြောထားတယ်လို့ပြောလိုက်တော့စုံနောက်တယောက်ကဟုတ်ပါတယ်။ဒါပေမဲ့တက်တည်မရှိပဲနဲ့ကျုပ်တို့ဘာမှလုပ်လို့မရဘူးလို့ပြန်ပြောလိုက်တာပါ။ပြီးတော့စုံနောက်တွေကအာရီစုကိုခမည်းမျိုးသမီးနဲ့အတူရှာတွေ့ခဲ့တဲ့ သူ့ရဲ့ပစ္စည်းတွေကိုဆက်ဆေးပေးဗျာပြောင်းနေရမှာရှိနိုင်မလားလို့လို့ပြောလိုက်တော့အာစုလည်းသွားပြီးတော့ကြီးလိုက်ပါတယ်အဲမှဒီဦးစားကပစ္စည်းတွေထဲမှာဖဲချက်တစ်ချက်ကိုမြင်လိုက်ရပြီးအရိကတ်ကတော့ဂျိုကာကတ်ပါပဲအာရီစုလည်းဘန်နာပြောခဲ့တဲ့ဦးစားကီလည်းဂိမ်းထဲမှာပါတယ်ဆိုတော့ပြန်ပြီးတော့တတိယသွားခဲ့ပြီးစုံနောက်တွေကအဲ့ဒီဂျိုကာကတ်ကပါလေရူဂျီစီမှာလည်းအဲ့ကတ်ကိုတွေ့သေးတယ်လို့သူ့ကိုမေးလိုက်ပါတယ်အာရီစုလည်းအမ်းပြောပြခဲ့တဲ့ဂိမ်းတွေကစားရတဲ့ဆိုရဲဂျားကဘာအကြောင်းကိုပြန်ပြီးတော့တတိယလာခဲ့တော့တာပါနောက်တစ်ခါမှတော့အာရီစုတယောက် အန်းကိုလာရှာပြီးတော့သူဇနီးဦးစာကီတယောက်ကိုမဝင်နေတဲ့အကြောင်းနဲ့ကိုဝင်လည်းရှိနေကြောင်းဦးစာကီရဲ့သွေးခုံထုံးကအရန်နှေးနေပြီးတော့အချိန်မရွေးနှလုံးရက်သွားနိုင်ကြောင်းကိုပြောပြလိုက်ပါတယ်ပြီးတော့ဗန်ဒါသူ့ကိုပေးခဲ့တဲ့ဂျိုကာကတ်ကိုပြပြီးတော့ခမရပြောကကျုပ်တို့တခြားကဘာကိုရောက်နေရဆိုကျွန်တော်ဒီကတ်ပေးလိုက်တဲ့လူလည်းအဲ့လိုပဲပြောတယ်ဒီလိုကကျွန်တော်မိမနဲ့ကလေးကိုခေါ်သွားဖြစ်နိုင်နေဗျအဲ့မှာသူတို့သွားရှာလို့ရနိုင်မလားမသိဘူးဒါအထိပယ်မရှိပေမဲ့ကျေးဇူးပြုပြီးတော့ကျွန်တော်မိမနဲ့ကလေးကိုပြန်ခေါ်နိုင်မယ့်နည်းရှိရင်ဘာမှမစိုးကျုပ်လုံးမယ်ကူညီပေးပါလို့ပြောလိုက်ပါတော့လေအန်းက လူတယောက်နှလုံးခုန်တာရပ်သွားပြီမေတေချင်းနဲ့ရှင်ချင်းကြမှာဖြတ်တန်းတဲ့အချိန်2မိနစ်ရှိတယ်။တောင်းနဲ့တောက်တော့မတူကြဘူး။ဒါမဲ့အများစုက2မိနစ်ပဲ။ပြီးရင်ထူးကြတဲ့နေရာတစ်ခုရောက်သွားမယ်။ကျမတို့အဲ့ကဘာကိုကျုံခဲ့ပြီးပြီ။ရှယ်အဲ့ဒီကိုသွားမယ်ဆိုရင်2မိနစ်အတွင်းမှာသူ့ကိုလုံခြုံပြန်ခေါ်လာမယ်။ဒါဆိုသူပြန်လာနိုင်မှာလို့ပြောလိုက်ပါလေ။ပြီးတော့ကျမတို့အဲ့ကဘာကိုရောက်နေတုန်းကကျမတို့ကရက်နဲ့ချီကြာခဲ့မယ်။တကယ်ကဘာမှာတော့ကျမတို့ရဲ့နှလုံးတွေက2မိနစ်ပဲရက်နေခဲ့တာ။တကယ်ဘာမှာအချိန်ကတလန်းသွားပဲ။ဒါမဲ့ကျမတို့ကျုံခဲ့တဲ့ကဘာမှာတော့အချိန်စီးစင်တာမတူဘူး။ နံမနစ်ပဲကြားတဲ့ခနာလေးဆိုမဲ့အဲ့ကဘာမှာစစ်ပွဲတစ်ခုတိုက်ရမယ်လို့ပြောလိုက်ပါတယ်။အာရီစုကမင်းတကယ်လေးနဲ့ပြောနေရလားလို့မေးလိုက်တော့အန်းကရှင်ကျမစီကိုလာတယ်ကျမကိုယုံလို့မဟုတ်ဘူးလား။ဒါရီကုံတော့တကယ်ဖြစ်ခဲ့တာ။ရှင်တကယ်လုံးမယ်ဆိုရင်ကျမလည်းရှင်ပြန်လာနိုင်မယ်လို့အသေးချာမပြောနိုင်ဘူး။အဲ့မှာပိတ်မိသွားရင်တော့ရှင်သေသွားမှာပဲ။ပြီးရင်တေတောင်းချံမှုကူညီမှုလူတက်ဖို့တိုက်တွန်းမှုနဲ့ကျမလည်းထောင်သက်ကျွန်းအချခံရမှာလို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲအာရီစုစီဖုန်းဝင်လာပြီးတော့အာရီစုလည်းဖုန်းကန်လိုက်တဲ့အခါဦးစာကြီးရဲ့အခြေအနေကပိုဆိုးလာကြောင်းဈေးကလမ်းပြီးတော့အတိပေးတာဖြစ်ပါတယ်။ အားနဲ့အာရီစုကငါဘာဖြစ်ကူးမဆိုင်ဘူးဦးစာကြီးကိုကယ်နိုင်မယ်ဆိုရင်ဘာမဆိုငါလုံးမယ်လို့ပြောလိုက်ပါတယ်အန်လည်းချက်ချင်းထားပြီးတော့သူသိမ်းထားတဲ့အန်ဆွဲတဲ့ကဘူးလေးကိုထုတ်လိုက်ပါတယ်အဲ့ဒီထဲမှာဆေးထိုးဝက်နဲ့အင်ဆူလင်ဘူးရှိနေတာပါအန်ကဒါနဲ့ဆိုနှလုံးခဏရပ်သွားလိမ့်မယ်စဉ်းစားနေဘူးအချိန်မရှိဘူးရှင်လုံးမှာလားလို့မေးလိုက်တော့အာရီစုလည်းချက်ချင်းအင်ဂျီကျဲသီးကိုဖြုတ်လက်ကိုထိုးပြီးလိုက်ပါတယ်အန်ကနှစ်မိနစ်တော့လို့ပြောပြီးတော့အာရီစုလက်မောင်းကသွေးကြောတွေကိုဈေးထိုးပေးလိုက်တော့တာပါအန်ကဘာခံစားရလဲလို့မေးလိုက်တော့အာရီစုကဘာမှမထူးအလုပ်ဖြစ်တယ်မထင်ဘူးလို့ပြောလိုက်ပါတယ ဒါမဲ့သူစပွဲဘော်ကနိုင်ကိုလှည့်ကြည့်လိုက်တော့နိုင်ကရက်နေခဲ့ပါပြီဒီဘက်ကိုပြန်လှည့်ကြည့်လိုက်တော့အန်လည်းမရှိတော့ပါဘူးအာရီစုတယောက်မျောပြီးတော့သူသွားခြင်းနဲ့ဂျားကဘာကိုရောက်ရှိလို့သွားခဲ့ပြီဖြစ်ပါတယ်အာရီစုလည်းအန်ဟောပြီးတော့အန်ကိုလိုက်ရှာပေမဲ့ရှာလို့မတွေ့နိုင်တော့ပါဘူးအဲ့ဒါနဲ့ခန်းထဲကထွက်လာပြီးတော့အပြင်ကိုလှည့်ကြည့်လိုက်တော့လူတွေလည်းတယောက်မှမရှိကြတော့ပါဘူးအာရီစုလည်းအလင်းရောင်မြင်နေရတဲ့ဝင်ဝါးစီကိုရှောက်လာတဲ့အခါမှာဝင်မောင်နှားမှာစာတန်းတစ်ခုချိတ်ထားတယ်ဆိုင်းပုတ်ကိုမြင်လိုက်ရပါတယ်အဲ့ဒီမှာတော့နေဝင်ရင်ဂိမ်းစပါတော့မယ်လို့ ရေးသားထားတာဖြစ်ပါတယ်။အာရီစုလည်းအဆောင်တဲကနေအပြင်ကိုထွက်ကြည့်လိုက်တော့လူတွေတယောက်မှမမြင်ရတော့ပါဘူး။အာရီစုတို့အရင်တစ်ခေါက်လိုပဲတိုးကြိုမျိုးကြီးတွေကလူတွေနောက်တစ်ကြိမ်ပျောက်ဆုံးလို့သွားခဲ့ပြန်ပါပြီ။လမ်းမပေါ်မှာလည်းကားတွေကိုပဲမြင်ကြပြီ။ဒိတ်ဆိတ်နေတဲ့မျိုးတွေကိုအာရီစုတယောက်ရှောက်လာရင်းနဲ့ဦးစာကီလိုလိုက်ခေါ်နေပါတယ်။အဲ့လိုနဲ့မိုးချုပ်လာပြီးတော့စကရင်တစ်ခုမှတော့ဂိမ်းကစားပွဲတို့6ကီလိုမီတာဆိုပြီးတော့မြှားထိုးပြထားခဲ့ပါတယ်။အာရီစုလည်းအဲ့လမ်းတိုင်းလိုက်လာခဲ့လိုက်တော့ဂိမ်းပွဲကျင်းပါမယ်နေရာကိုရောက်လာပါတော့တယ်။ ိုင်နေမှာမီးဘုံလေးတွေလာလာပပချိတ်ဆွဲထားပြီးအာရိစုလည်းမီးဘုံလေးတွေကြားကနေလမ်းတိုင်းရှောက်လာတော့ဘုံเจ้าလိုနေရာတစ်ခုရဲ့ဝင်းပေါက်တကားကိုမြင်လိုက်ရပါတယ်အာရိစုတယောက်တကားဝါနာရောက်တာနဲ့တကားပွင့်သွားပြီးတော့အထဲမှာလူတွေအများကြီးရှိနေအောင်မြင်လိုက်ရပါတယ်ဘုံเจ้าနဲ့ဝင်လိုက်တာနဲ့ဂိမ်းစားပွဲတွေရဲ့ထုံးစံတိုင်းလေဆာတန်းတွေကိုဖြတ်လိုက်မိပြီးသားဖြစ်သွားပါတော့တယ်အထဲမှာရောက်နေပြီးသားလူတွေကလည်းအာရိစုကိုလှည့်ကြည့်လိုက်ကြပြီးခဏနေတော့တကားလည်းသူ့လိုပိတ်သွားပါတော့တယ်ထဲမှာတော့ဆိုင်ကန်းပုံစံလေးတွေကိုမြင်ရပြီးတော့အဲ့ဒီမှာကလေးကစားစရာတွေလိုတစ်သားတနတ်တွေ

ဲ့တော့နောက်နေ့မှနေ့စဉ်မပြတ်ကျွန်တော်အပိုင်း2 3 4 5 6ဇက်လိုက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာလို့မှလဲဆိုတော့ဒီကူတဲ့ပါပဲ channel subscribe လုပ်ပြီးနောက်အကောင့်လောက်နှိပ်ပေါ့အဲ့ဒါဆိုရုပ်ရှင်တင်တဲ့အခါတိုင်းပြီးတော့သိမယ်အဲ့ခါမှဝေးပြီးတော့ show လိုက်အောင်မယ်ဒါလေးပါပဲအဲ့တော့ဇက်ကအရန်ကိုကောင်းတယ်ဘယ်လိုဒီဆက်လာအောင်မလဲဆိုတာကတော့နောက်နေ့မှကျွန်တော်ပြန်တွေ့ပါမယ်ဒီနေ့မှအစားဆုံးလိုက်ပါကြည့်စုအားပေးခဲ့တယ်ချိန်ပေးပြီးတော့ကြည့်စုခဲ့ကြတဲ့ borrow တယောက်ချင်းကြီးကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ